Skyfiller ကွန်ဒိုမှာဒုက္ခ Diamond စိန်တိုက်ပန်ရှင်ရဲ့ရုပ်လောင်းကိုတွေ့ရှိမန္တလေးမြို့အောင်မေသာဆန်မြို့နယ် Skyfiller ကွန်ဒိုဂလင်တန်းကြောင့်ပျို့ကျမှုဖြစ်စဉ်မှာတော့ရကြပိမိနေတဲ့ဒုက္ခဒိုင်မိုစိန်တိုင်းပန်ရှင်ရဲ့ရုပ်လောင်းကိုဒီကနေ့မတ်လ31ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့ပြီးတော့ဒီကနေ့မှာပဲမီဇီဂျိုပီစီဖြစ်ကြောင်းကို ဒုက္ခဒိုင်မွန်စင်တိုင်းရဲ့နေဆက်သူတွေကပြောပါတယ်အသက်90အရွယ်ခန့်ရှိတဲ့ဒုက္ခဒိုင်မွန်စင်တိုင်းပိုင်ရှင်ဒေါ်မိုးတီရာရွှေဟာဒီကနေ့မှာပဲမန္တလေးမြို့ဂျာလီကန်တုတ်တမ်းမှာမိသကြိုပြီးတော့အယိုးပြာကိုကိုသွင်းမြုံနှံသွားမိဖြစ်ကြောင်းကိုလည်းသိရပါတယ်ဒီကနေ့မှာတော့ဒုက္ခဒိုင်မွန်စင်တိုင်းရဲ့တရားဝင်လူမှုကွန်ရက်ဆာမက်လာမှာလည်းဝန်ထမ်းကြောင်ထိမ့်မတ်အနက်ရောင်ပရိုဖိုင်းကိုချိန်ထားပြီးတော့မျောလင်းထားတာတွေကမျောလင်းထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး မဟုတ်ခဲ့ပြန်ပါဘူးလေရေးသားမြောက်ထားတာကိုတွေ့ရပါတယ်လက်ရှိမှာတော့ဒုက္ခဒိုင်းမိုးစိတ်တိုင်းပန်ရှင်ဒေါ်မိုးစီလာရွှေရဲ့ကြံရှိနေတဲ့မိသားစုဝင်တွေကိုဆက်လက်ရှာဖွေနေစေဖြစ်ကြောင်းလည်းသိရပါတယ်ငလင်တန်ကြောင့်ပြိုကျခဲ့တဲ့ Sky Filler ကွန်ဒိုကိုအခုလားမတ်လ29ရက်နေ့ကလေးကကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာဝင်ရောက်ရှာဖွေကယ်ဆယ်ရမှာတော့အတန်တွေကြားခဲ့ရတဲ့အတွက်မိသားစုဝင်တွေအသက်ရှင်နေရဲ့ကန်တင်နိုင်လိမ့်မယ်လို့ကနဦးခံမှန်းခဲ့ကြတာဖြစ်ပါတယ် ငြိမ်သောသောသာသနာတ ayi ကာမကြီးသာသနာတ ayi ကာမကြီးဘေရောကြီးဘေရောကြီးဓမ္မုတိရာရှိဟာဓမ္မုတိရာရှိဟာဘေရောကြီးဓမ္မုတိရာရှိသောဘေမောဟာသာသနာကအမြပြည့်စုံပါမည်